မင်္ဂလာပါရှင်။ရှယ်ကွန်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရကတော့ဖြူချောင်းရေလောင်းတပံမှမဟာတအားလိုင်းသို့တရက်လင်၄၀မဂါဝပ်ပို့လွှတ်လျက်ရှိတဲ့သတင်းဖြစ်ပါတယ်။ပကူတိုင်းဒေသကြီးဖြူမြူနယ်တွင်တည်ရှိတဲ့ဖြူချောင်းရေလောင်းတမန်ရေအားလျက်စစ်ဆက်ရုံမှမဟာတအားလိုင်းသူတရက်လျင်လျက်စစ်တအား40မဂါဝပ်ထုတ်လုပ်ပို့လွှတ်လျက်ရှိတယ်လို့သိရပါဗျ။အစူပါရေလောင်းတမန်သည်ကြောက်ဖြစ်တမန်အမျိုးအစားဖြစ်ပြီးအမြင့်245ပြီးအရှိပေ1020ရှိလျာကကံကြီးပြေရေလောင်းပမာဏဤက ပေ6သိန်း3,2530ဒူလောင်နိုင်ပြီးလက်ရှိတွင်ရေလောင်တမန်သည်ကံရည်ပြည့်ရေလောင်ပမာဏသို့ရောက်ရှိနေကာရေကင်းအဖွဲ့များဖြင့်အချိန်ပြည့်စောင့်ကြည့်လျက်ရှိလို့ဒူမြောင်းမကြီးနှစ်ခုမှ20မဂါဝတ်ဆက်နှလုံးဖြင့်တရက်လျှင်40မဂါဝတ်လျှက်စက်တအားထုတ်လွှင့်လျက်ရှိရလို့ဆိုပါတယ်။ ဖြူချောင်းပြည်နောက်တပံတွင်သူပကိုးယူမအနောက်ချမ်းတောင်နှင်းများပကိုးယူမဘေးမဲ့တောနှင့်စိမ့်စဲများမှရေစီးဝင်မှုကိုထိမ့်သိမ့်တူလောင်ထားပြီးရှေလောင်တပံမှတူလောင်ရီကိုဖြူမြို့နှင့်ဇေယဝတီမြို့နယ်တို့မှတောင်သူများ၏စိုက်ကင်းများထံပေးဝေလျက်ရှိရလို့လည်းသိရှိရပါတယ်ရှင်။